ဒီလိုပြုမှုတစ်ခုကြောင့်ပရိသတ်သူစိတ်ပူခြင်းခံနေရတဲ့ဒုက္ခတိုင်းမောကြံ့ရွတ်သူတမီမင်္ဂလာပါပရိသတ်ချင်းရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မိသားစုဝင်တွေစုံပါမှုတွေအခုလိုရင်းနှီးပွေရာစကားကိုပြောလာခဲ့လို့သူမရဲ့စိတ်ချမ်းသာရဲ့ခြင်းတွေကိုပရိသတ်တွေကစိတ်ပူပန်ပေးနေတဲ့ဒုက္ခတိုင်းမောစိတ်ဓာတ်ရဲ့ကြံ့ရွတ်သူတမီအကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဒုက္ခတိုင်းမောစိတ်ဓာတ်ရဲ့ကြံ့ရွတ်သူတမီဖြစ်တဲ့ မန်နေစီလင်းဝင်းကတော့သူမရဲ့ချစ်ဆုံးမိသားစုကိုဆုံးရှုံးလိုက်ရတဲ့အတွက်ဖြည့်ဆည်းနိုင်ခြင်းလုံးဝမရှိသေးပါဘူး။သူမရဲ့မိသားစုဆုံးပါသွားပြီးတဲ့အခါသူမကဆိုရှယ်မီဒီယာမှာသူမနဲ့ရင်းနှီးပွေရာခံစားချက်တွေကိုဖော်ထုတ်လေးရှိသူပါ။ဆုံးပါသွားတဲ့အမေနဲ့အမဖြစ်သူရဲ့တဲတဲလို့ချစ်ချင်းကြနာခြင်းတွေကိုခံခဲ့ရတဲ့သူမတို့တော့ဒီလူနှစ်ယောက်လုံးရုတ်တရက်ပြောက်ွယ်သွားချိန်မှာသူမစိတ်ဒဏ်ရာကပုံမကြီးမှသွားခဲ့ရပါရဲ့။ မိသားစုလျောက်သားရှိတယ်။သူမတို့မိသားစုမှာဥဆောင်သူဖြစ်ကြတဲ့အမေနဲ့အမဖြစ်သူကနှစ်ယောက်လုံးလောကတွေကနေတပြိုင်တည်းထွက်ခွာသွားရခြင်းက ကျင်းရသူမိသားစုဝင်တွေအတွက်ဘလို့မှဖြည့်သိမ့်နိုင်စရာမရှိတဲ့တရားတစ်ခုဖြစ်သွားကြရပါပြီ။ဒီလိုဆုံးရှုံးမှုကြီးကြီးကိုရင်ဆိုင်ကြုံတွေ့ထားရတဲ့သူမအနေနဲ့အခုလိုသူမရဲ့စိတ်ခံစားချက်ကိုဒီတစ်ကြိမ်မှာဖွင့်ထုတ်လာတဲ့အခါမှာတော့ပရိသတ်တွေကသူမကိုစိတ်ကိုပြလဲတိဆောက်နိုင်ဖို့စေယောဂါထူးကူတွေနဲ့ဆွေးနွေးရှင်ဖွင့်တာတွေဆိုတာတွေကိုလှုပ်တင်ကြောင်းသူမကိုစိတ်ပူပန်စွာနဲ့အကြံပေးပြောကြားခဲ့တာပဲဖြစ်ပါရင်။သူမကမိသားစုနဲ့ပတ်သက်ပြီးသူမဒီတစ်ကြိမ်မှာရင်းနှီးဖွယ်ရာရှင်ဖွင့်လာတဲ့အကြောင်းအရာလေးကတော့ တပတ်လုံးမိုးရွာတော့အမေတို့အုတ်ကူလေးတွေမဲလို့မနေ့ကအသားကြီးနဲ့တူသွားပြီးတော့တန်ရှိလို့ဖြစ်တယ် ဆိုလိုက်တဲ့ကံမာလာဆိုပြီးတော့ကို့ဘဝကိုဟာတိုက်ရည်ချင်မိတယ်။မိသားစုဝင်တယောက်ဆုံးရှုံးရရင်တောင်ရှင်ကွဲမတဲ့ခံစားရတာလေ။အခုကျတော့မိသားစုလေးရလောက်ကတပြိုင်တည်းနှုတ်ဆက်ချင်တောင်မှမရဘဲထွက်သွားကြတာ။တနေ့နေ့လွမ်းဖို့တတိယဖို့တောင်မှလူများလုံးလို့တနေ့စီခွဲထားရတဲ့ဘဝ။နောက်ဆုံးရုပ်ကလက်အမိကလွဲလို့ဂျန်နေသူတွေကိုဖန့်ငိုခွင့်တောင်မှမရခဲ့တဲ့ဘဝ။ကိုချစ်တဲ့သူတွေကိုကိုရှိမှချထားပြီးတော့အနာတောင်မှမကဲ့ရတဲ့ဘဝ။ချစ်တယ်လို့လည်းမပြောလိုက်ရသလိုစိတ်ကြပါလို့လည်းမပြောလိုက်ရတဲ့ဘဝ။ ကောင်းလာလို့တဲ့သူစိတ်ထားကောင်းတဲ့သူတွေပဲမြင်မြန်တည်ကြလာလားလို့တောင်းမှတန်တရားဝေမိတယ်။အမေနဲ့အမကကလေးလိုထားခဲ့တဲ့ဘွားကနေချက်ချင်းချင်းကလေးတွေအားကိုးရတဲ့မရှိမဖြစ်လူတရားဖြစ်ရက်တည်နေရတယ်။ငါမရှိရင်ဒီကလေးနဲ့ရမဖြစ်ပါဘူးဆိုတဲ့စိတ်ကငါတည်ရင်တောင်းမှကျွတ်ပါမလားလို့တွေးမိတယ်။ကလေးတွေအွှေမြေရောက်စေခြင်းနဲ့သူတို့လေးတွေရွှေရောက်ရင်စိတ်ချလက်ချနဲ့အမေတို့နောက်ကိုလိုက်သွားခြင်းမိတယ်။အရင်လိုလဲအသက်ရှည်ရှည်လဲမနေကြတော့ဘူး။နေ့တည်းအကြကြီးလဲအမေအမကိုကြီးနဲ့တမီးလေးမရှိဘဲဖြတ်တန်းကြတော့ဘူး။ လက်ပေါ်ကအသက်ကြောင်းလေးဆိုတဲ့လမ်းကြောင်းလေးကိုပဲကြည့်ပြီးတော့ငါသက်လမ်းကြောင်းလေးကတူတူလေးပါလားဆိုပြီးတော့ပြောပြီးတော့ကြည့်နေမိတယ်။တရားမကိုမကြောက်ဖေးပြောနေမိတယ်။တနေ့သမီးလည်းအမေနဲ့အမကြီးနောက်ကိုအမြန်လိုက်ခဲ့မှာပါ။နောက်ဘွားကြိုင်တော့ခုလိုဖြစ်ဆိုးကြီးနဲ့မကြုံပြရစီနဲ့လို့ဆူတောင်းမိပါတယ်ဆိုကဖခင်တို့တိုင်းသူမရဲ့ဝမ်းနေပူဆဲမှုကိုခံစားလိုက်ရတဲ့အထိသူမရဲ့ခံစားချက်ကိုဖွင့်ဟထားခဲ့တာပဲဖြစ်ပါရည်။ပရိသတ်တရားတော့သူမအတွက်များစွာစိတ်မကောင်းချေခွဲခဲ့ကြသလိုဒီလိုစိတ်တင်ရတွေကနေ နည်းနည်းပဲဖြစ်ဖြစ်တက်တာလာအောင်စိတ်ကျမ်းမာရေးထူးခုတွေနဲ့ဆွေးနွေးတိုင်ပင်မှုတွေကိုရအောင်တင်ကြောင်းစိတ်ပူစွာနဲ့ဝင်ရောက်ပြောဆိုခဲ့ကြတာပဲဖြစ်ပါတယ်။အမြန်ဆုံးစိတ်ထင်ရတွေကနေကုစားလွတ်မြောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။